ရက်ကွက်ချီသွန်းနဲ့စပိန်မိမာတရီရဖို့သာရုန်းကန်ခဲ့ရတဲ့ဂိမ်းမှုများမနေ့ကကစားခဲ့ရတဲ့ယူရိုပါလိ၁၆တင်းစဉ်ပထမကြော်ပွဲစဉ်အဖြစ်မန်ယူတင်းနဲ့ရီယယ်ဆိုစီယက်အသင်းတို့ရဲ့တရီချခဲ့တဲ့ပွဲစဉ်မှာယူနိုက်တက်နီးပြရူဘင်အာမော်ရင်ကပွဲပြီးမှအူတာဖို့မှာအနိုင်ကစားရတော့မှဖြစ်တာကြောင့်ဖိအားပုံများသွားပြီလို့သုံးသပ်ပြောကြားခဲ့ပါတယ်မန်ယူတင်းဟာစပိန်မိမာရှင်ပြိုင်ကစားခဲ့တဲ့ယူရိုပါလိ၁၆တင်းစဉ်ပထမကြော်ပွဲစဉ်မှာဒုတိယပိုင်းဇက်စီရဲ့ twin goal နဲ့ဆိုစီယက်အသင်းကိုဦးဆောင်နိုင်ခဲ့ပေမဲ့ဘရူနိုရဲ့လက်ထိပ်ပေါ်ကြောင့်ပင်နယ်တီပေးခဲ့ရပြီးတကူတကူနဲ့တရီချခဲ့ပါတယ် ခေကြီးတို့ဟာတပွဲလုံးရက်ွက်ချီစွမ်းနေဆိုပေမဲ့ Real Sociedad တင်းထက်ကိုးရနိုင်တဲ့အခွင့်အလမ်းများပုံမဖန်တီးနိုင်ခဲ့ပေမဲ့ United ရဲ့တိုက်စစ်တွေကညံ့လို့မဝနိုင်သေးတာကြောင့်တကူးသာတွန်းယူနိုင်ခဲ့တဲ့အတွက်ဒီရသည် United ရဲ့စိတ်ပြည့်စရာချီစွမ်းနေတွေကတခုလည်းဖြစ်ခဲ့ပါတယ် United နေပြအမ်မော်ရင်ကတည်ရက်လက်ထွက်ပေါက်ခဲ့ခြင်းမှာကစားသမားများအနေနဲ့ပွဲချိန်ပြီးကြံ့ခိုင်မှုပြီးဝစွာမကစားနိုင်ခဲ့တာကြောင့်ဖြစ်တယ်လို့ပွဲပြီးမှသုံးသပ်ပြောကြားခဲ့ပါတယ်ပင်နီမေးရခင်အထိကျွန်တော်ပွဲကိုကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်ပင်နီပေးလိုက်ရတဲ့နောက်မှာတော့ အချိန်ကြီးကနဲငယ်ပြောင်းလဲသွားပါတယ်။နောက်ဆုံးမိနစ်30မှာကျွန်တော်တို့အတင်းကတကယ့်ကိုမောပန်းနွမ်းနေနေပါတယ်။ဒါကိုခင်ဗျားတို့လည်းခံစားမိပါလိမ့်မယ်။ဒါမဲ့ပွဲတွေကတော့ခြားနားနဲ့ပွဲတွေပွဲဖြစ်လာမှာပါ။ကျွန်တော်တို့အပေါ် PR တွေလည်းရှိလာမှာပါ။ဒါပေမဲ့ရင်ဆိုင်ဖို့အဆင်သင့်ပါပဲလို့အမော်ရင်ကပြောကြားခဲ့ပါတယ်။ KG တို့ဟာလာမဲ့တနင်္ဂနွေနေ့မှာပရီးမီးယားလိပွဲစဉ်အဖြစ် Old Trafford မှာအစင်လာပြိုင်ဘက်ဖြစ်တဲ့စီတူလွင်တို့နဲ့ချင်းပြိုင်ကစားရမှာဖြစ်တာကြောင့်ပွဲချက်များဇက်တိုင်ရင်ဆိုင်နေရတဲ့အခြေအနေဖြစ်နေပါတယ်။မန်ယူတင်းဟာနောက်ဆုံးချင်းပြိုင်ခဲ့တဲ့ပြိုင်ပွဲစုံ၅ပွဲမှာ နိုင်ပွဲတစ်ပွဲသာရောက်ယူနိုင်ခဲ့တဲ့အတွက်နီးပြအမော်ရင်နေနဲ့ဝေဖန်မှုများနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ဂိတ်ကြီးတို့ဟာယူရိုပါလိမှာဘိုးဆွဲရန်တတိယရေပန်းအစားဆုံးဖြစ်နေပါတယ်။ဒီမှာကျွန်တော်တို့ကတော့အမားကိုချစ်ကြတဲ့